တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝ reaction channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ရုပ်ရှင်ဒါရိုက်တာကိုပြည်ဟင်းဒီဟာနဲ့ကိုလွမ်းပိုင်တို့ကဒါပွဲဖြစ်နေတာပဲဖြစ်ပါတယ်အဲ့ပွဲလေးကိုတော့ဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့เนาะ ဒရိုက်တာပီဟိန်းတရားရဲ့ Facebook page မှာဒါတင်ထားတဲ့ post ကလေးတစ်ခုကိုကျွန်တော်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နော်ရမိုင်းကိုပြောလိုက်ပါဖះသိပါတယ်လို့မှားတဲ့ကောင်တွေဖះပြပါလိမ့်မယ်စိန်လိုက်စမ်းပါလို့အခုလိုနာမည်တက်ပြီးတော့တောင်တချင်းလို့ဆိုလောက်တချင်းလို့ဆိုရလောက်တဲ့အထိငါ့ကိုကြောက်သွားတာလားအမှန်တရားကအမှန်တရားပါပဲအေးဆေးပါနော်မြင်းမျက်စီကပတ်စံချီးရလောက်အောင်ငါဝင်ငွေဒရိုက်တာကြီးကမင်းရဲ့မင်းသားကြီးထက်များတယ်လေတဲ့နော်ဟုတ်တယ်နော်တဲ့ ရုပ်ရှင်လောကမှာငါဘလို့နေတယ်ဆိုတာကိုမင်းသိပါတယ်တဲ့။ဗကံမှာမင်းနန်းဆိုရည်စိုးနဲ့ဘာဖြစ်ခဲ့တယ်ဆိုတာကိုမင်းအတိဆုံးပါထားလိုက်ပါ။မင်းမှန်တယ်မင်းလုပ်ဖို့မင်းအမှန်တရားကဖះရပဲသိမှာပါ။နော်။ငါမှာတရားဝင်လူသိရှင်ကြလက်ထပ်ထားတဲ့ဇနီးမယားတယောက်ပဲရှိတယ်။ငါသူများသားမယားတွေကိုမယူနိုင်ပဲမဖြတ်စည်းခဲ့ဘူးရှင်းလဲတော့တဲ့နော် ငါအဲ့လိုကြောင့်အမှုပညာလောကကိုမုန်းခဲ့တာငါနဲ့ကားရိုက်ချင်လို့လို့ကျွန်တော်အတွက်စီစဉ်ပေးပါအောင်လို့ပုတ်ပါမှမင်းပြောခဲ့တာလေအဲ့ဒီတောက်ပေါ်ကားကိုပဲမင်းခေါင်းဆောင်ခေါင်းဆောင်မင်းသားလုပ်ခဲ့တာပဲလေတဲ့နော်အဲ့ဒီလိုကြောင့်အဲ့ဒီအဲ့လိုတဲ့ငါတို့လောကမှာကျေးဇူးမသိငွေမျက်နှာပဲကြည့်ပြီးငါမင်းသားဆိုပြီးအထက်အထက်ကနေနေကြတဲ့မင်းတို့မြင့်မြတ်တို့ကောင်တွေနဲ့ငါဝဲဝဲနေခြင်းလို့ဒီလောကကနေထွက်လာခဲ့တာနော်တဲ့ မင်းကနော်ဖောကိစ္စနဲ့မင်းစစ်တပ်ကိစ္စကိုငါဖော်လို့ငါ့ကိုပြန်စော်တာကိုငါသိတယ်တဲ့ကဲအဲ့လိုမျိုးတင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုကိစ္စတွေမတိုင်ခင်မှာလဲဒါထွက်ပိုင်နဲ့နော်ဒရိုက်တာပြီးဟင်းတီဟာနဲ့ကဒါနဲ့အစော်ကြီးကလေးကဒါကတော့ဥစားကလေးတွေနည်းနည်းဖြစ်ခဲ့ကြတယ်ပေါ့နော်ထွက်ပိုင်ခေါ်ဘိုပိုင်ကြီးကနေပြီးတော့ဒါသူ့ရဲ့ဒီ live stream မှာပေါ့နော်ဒါသချင်းတစ်ပုဒ်ကို ဆိုလိုက်တယ်အဲဆိုဆိုလိုက်တဲ့တခြင်းကဒါ driver ပြင်းတရားရဲ့ဟိုနည်းနည်းဖဲ့တဲ့တခြင်းပေါ့နော်ကဲအဲတော့ကအဲ့တခြင်းကိုတော့ဒါကျွန်တော်ဖွင့်မပြတော့ပါဘူးဘာလို့ဆိုတော့ music policy ရှိတဲ့အတွက်ပဲဖြစ်ပါတယ် driver ပြင်းတရားရဲ့ဒါ favor space မှာဆိုရင်ဒါတခြား post တွေအများကြီးရှိပါသေးတယ်နော်ဘလော့ပိုင်းကိုဒါရေးထားတဲ့တခြား post တွေအများကြီးရှိပါသေးတယ်အဲ့ထဲမှာဒါကျွန်တော်တခုကိုပဲဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့ကလွှမ်းပိုင်းကဒီကိစ္စကိုဘလို့ပြခြေပသွားတယ်ဆိုတော့ကိုကျွန်တော်လည်းတူတူကြည့်ရှုလိုက်ကြရအောင်သူ့ရဲ့ဒါဘိုးပိုင်း channel မှာ live ဝင်လာတာပဲဖြစ်ပါတယ် ကဲကျွန်တော်ကတော့ထုံးစံတိုင်းပေါ့ဗျာဒီဘဲဘာတွေပြောမလဲဆိုတော့ကျွန်တော်ထိုင်ဆောင်နေတာအခုလိုမျိုးပြောလာပြီးတော့ဗီဒီယိုထုတ်လာပြီးတော့မှအဲ့လိုမျိုးပေါ့ဗျာတခုပြီးတခုမဟုတ်တာမဟုတ်တာမဟုတ်တာတွေကိုအဲ့လိုမျိုးပြောပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အဲ့လိုပြောလေလေဒီကောင်ပြောတာတွေကအမားတွေကြီးပဲဆိုတာကိုလူတွေပို့ပြီးတော့မှတိသွားစီလို့ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့တူကကျွန်တော်ဝမ်းသာတယ်အခုလိုမျိုးဗီဒီယိုလေးလုတ်ပြီးတော့မှရှင်းပြတဲ့အတွက်လည်းစောင်းဝမ်းကျေးဇူးတင်ပါတယ်နော်အခုလောလောဆယ်ကျွန်တော်အခုပြောမယ့်ကိစ္စက ဒီကောင်ဘလောက်တောင်မှကလိန်ကျစ်ကလိန်ညံရှိလဲဆိုတဲ့ဟာတွေကိုအားလုံးသိအောင်လို့ကျွန်တော်ဒီနေ့အားလုံးကို ကျွန်တော်ပါဇက်နဲ့ပဲမပြောဘူးကျွန်တော်တက်တည်နေအကုန်ပြပါမယ်နော်အဲ့ဒီအတွက်အားလုံးဟိုဒီကောင်ကြီးကလူလိန်ဒီကောင်ကြီးကမိမပါဇက်နဲ့အဲ့လိုမျိုးပေါ့နော်ပြောချင်တာကြီးရှောက်ပြောနေတဲ့ကောင်ကြီးဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုကကျွန်တော်ခုနာမည်ပေးထားတဲ့အတိုင်းပဲမောင်ပြေဟင်းကိုအလဲထိုးมาဖြစ်ပါတယ်အလဲထိုးမယ်ဆိုတာဒီကောင်ပြောသမျှဟာတွေကဟိုတည်ရမလားအကုန် အကုန်လုံးနှီးပါသည်စောက်ရိပ်ပဲမရှိတဲ့ဟာကြီးပဲဆိုတော့အားလုံးသိအောင်ကျွန်တော်ပြောပြပါမယ်နော်ပြောရမယ်ဆိုရင်ပထမဆုံးအချက်ကိုကျွန်တော်စပြောပါမယ်သူ့ရဲ့ဗီဒီယိုအစဆုံးမှာသူကပြောထားတယ်ပေါ့နော်ကျွန်တော်အားတဲ့အဲ့လိုပေါ့ဒီဟိုဟိုအိုးရင်တော့ဖြစ်ခဲ့တဲ့ကိစ္စမှာပေါ့ဗျာကျွန်တော်ကဗီဒီယိုကျွန်တော်တင်ပြီးတော့မှာတဲ့ကျွန်တော်ကဘူးပိတ်ပြီးတော့သူကျွန်တော်မတင်ပါဘူးလို့ပြောနေတဲ့အတွက် तू ကမခံနိုင်လုံးဝကြီးလို့အဲ့တဖက်ကနေမခံနိုင်လုံးဝကြီးလို့ तू ဝင်ပြောပါလေဆိုတဲ့ကိစ္စကိုကျွန်တော်ယောက်ျားဗျာပုံဝင်လင်းလင်းပဲကျွန်တော်ပြောတယ် ကျွန်တော်ဘယ်တော့မှကျွန်တော်လှုပ်တယ်ဆိုလှုပ်တယ်ပဲမလှုပ်ဘူးဆိုမလှုပ်ဘူးပဲကျွန်တော်ပြတ်တယ်ကျွန်တော် ကအဲ့လိုကောင်းမျိုးကျွန်တော်လှုပ်တဲ့ဟာတစ်ခုအတွက်ဆိုရင်ကျွန်တော်ပုံဝင်လင်းလင်းပဲကျွန်တော်ပြောတယ်ငါလှုပ်တယ်ကွာဟုတ်တယ်ပြောဆိုပြီးနေတဲ့လူမျိုးဗျာဒါပေမဲ့အဲ့ဗီဒီယိုတင်တဲ့ကိစ္စကတော့ကျွန်တော်လုံးဝမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစောပိုင်းမှာလဲရတယ်ကျွန်တော်စာရေးပြီးတော့ရှင်းပြတယ်မှာလဲရေးပြီးသားပါဟုတ်တယ်ကျွန်တော် comment ရေးတာကျွန်တော်ရေးတယ်ဒါပေမဲ့အဲ့ comment ရေးပြီးတော့ရမှာအဲ့ video တက်လာတက်လာတဲ့ဟာကျွန်တော်လုံးဝမတင်ဘူးဒါ ው လဲ ကျွန်တော်အားလုံးပြုဝင်လင်းပြောပြီးသားကျွန်တော်ဘာလို့မတင်လဲဆိုတော့ကျွန်တော်ကျွန်တော်စောက်ခွက်ကြီးလေးပါတယ်စောင်းလည်းရှက်ဖို့ကောင်းတယ်เนาะအဲ့ဒါကြီးကိုကျွန်တော်တင်စရာအကြောင်းလည်းမရှိဘူးနောက်ပြီးအဲ့လိုဗီဒီယိုတင်ပြီးတော့အပုတ်ချရဲဆိုတာပြင်းင်းတရားလုပ်တဲ့လုပ်ဗျာကျွန်တော်ကျွန်တော်လုပ်တဲ့လုပ်မဟုတ်ကျွန်တော်လေဗယ်မဟုတ်ဗျာအဲ့ဒါအဲ့လိုအစင်တန်းမျိုးတွေကျွန်တော်မလုပ်ဘူးဗျာတိရမဟိုဒိဗယ်မရှိရည်လာပြောနေဗျာတိရမအဲ့ဒါကြီးကိုကျွန်တော်ဒါပရမသုံးနေနဲ့ကျွန်တော်ဟိုဟာရှင်းနေတာဗောနော်အဲ့ဒီဥစ္စာကိုကျွန်တော်လုံးဝမတင်ဘူးအဲ့ဒါကိုဒီဘဲကကျွန်တော်တင်ပါတယ်ဆိုပြီးတော့ဆွတ်ဆွဲတယ်အဲ့ဒီထဲက ဆောင်းအတင်းနေတစ်ချက်အဲ့တစ်ချက်ကိုကျွန်တော်ဆောင်းအတင်းနေနော်အခုထပ်ပြီးတော့ထပ်ဆွဆွဲတယ်အဲ့ဒါကျွန်တော်အခုပေါ်တင်ပဲပြောတယ်ငါမတင်ဘူးသူ့မှာတက်သေးရှိလားတက်သေးမဟုတ်ဘူးဗျာကြိုက်တဲ့ဟာနဲ့ကျွန်တော်ဖုန်းနဲ့ရောကြိုက်တဲ့လူကိုကျွန်တော်ပေးပလိုက်လို့ရတယ်ဗျာမင်းတို့စစ်ဆန်းကွာငါငါတင်ခဲ့တာလားအဲ့ဗီဒီယိုစတက်တဲ့ link ကိုရောရှာလို့ရရင်ရှာလို့ရတယ်နော်ကျွန်တော်လုံးဝမသိဘူးနော်ဘယ်ဘယ်ကနေဘလို့တက်လာမှန်းမသိကျွန်တော်တို့သိသွားကြပါဆောင်းဟာဆောင်းရှော့ရသွားတယ်အဲ့ဒီချိန်မှာနော်ဒီကကျွန်တော်လုပ်တာမဟုတ်ဘူးအဲ့ဒါ ကျွန်တော်ဒါပုံဝင်လေးနမဲ့ပြောတယ်ကျွန်တော်လှုပ်တယ်ဆိုလှုပ်တယ်ပြောရဲမလှုပ်ဘူးဆိုမလှုပ်ဘူးပြောတယ်ဒါပဲเนาะနောက်တစ်ခုဟိုပါပေါ့အဲဟိုပါပေါ့ဒီအမြန်လမ်းကဂိတ်တစ်ခုမှာပြဿနာဖြစ်တဲ့ကိစ္စကတော့မနေ့တည်းကကျွန်တော်ရှင်းပြသားပါဒါကတော့မဖြစ်ခဲ့ဘူးလားမဟုတ်ဖြစ်တယ်ဖြစ်ခဲ့တယ်ဖြစ်ပြီးသွားတဲ့ကိစ္စကိုကျွန်တော်အမှားတယ်ပဲအေးစေးကျွန်တော်နဲ့ဒီကလူရင်းနဲ့ကိစ္စအဲ့မှာဖြစ်တဲ့ကိစ္စအဲ့မှာတည်းပဲပြီးသွားပြီအားလုံးပြပြလေးလေးဖြစ်သွားပြီကိုယ့်အောင်ကိုပြန်လာတယ်เนาะပြန်လာတဲ့ဟာကိုအဲ့ဒါကိုတည်မလား ဟိုဘောဟိုဟိုဘောအာနာပါဝါသုံးပြီးတော့ဖြည့်ရှင်းလိုက်တယ်လို့ပေါ့အဓိပ္ပာယ်လည်းလုံးဝမရှိမနေဘူးအဲ့ဒါကို तू ကပူပူတတာလေးပေါ့ဗျာတည်ရမလားဂိတ်ကလူတွေကိုပါရိုက်လိုက်တာတို့တည်ရမလားဘလို့မျိုးအဲ့အကြောင်းတို့ကဖြစ်ရတာတို့ဒီဟာဖြစ်ရတာတို့အဲ့ကိစ္စတွေကလည်းတခုမှလည်းမဟုတ်ပါဘူးအဲ့ဒါကို तू ကပြောတယ်ဗါလဲတန်တာမိုးသိန်းကအဲ့ကိစ္စကိုပြောတာလေမရှင်းချင်တန်တာမိုးသိန်းနဲ့ရှင်းကျွန်တော်ပြောချင်တာဗျာတန်တာမိုးသိန်းပြောရင်လည်းပြောလိမ့်မယ်နော် ကျွန်တော်ပြောရရှူတင်ထဲမှာဖြစ်တဲ့အတွက်တယောက်တယောက်စကားတယောက်ဒီလူမျိုးပေါ့မိတ်ကပ်ပြင်းတဲ့လူတွေပါတယ်ဘာညာတွေပါဖြစ်တယ်တယောက်စကားတယောက်ကတော့ပွားမှာပဲလေကျွန်တော်မှလည်းကျွန်တော်မိတ်ကပ်ပြင်းတဲ့လူပါတယ် तू ကလည်းတခြားလူပြောရင်ပြောမှာပဲအဲ့လိုပြောတဲ့ခါကျစကားတွေကကားမှာပြောပြောကြမှာတန်တာမိုးသိမ့်လေကြားရင်ကြားလိမ့်မယ်အဲ့ဒါကို तू ပေးင်းတရားကိုပြောရလဲဖြစ်ရင်လည်းဖြစ်လိမ့်မယ်အဲ့လိုပြောတဲ့အချိန်မှာအဲဒီမှာအဲ့ဥစ္စာကို तू တန်တာမိုးသိမ့်ရပေးင်းတရားကိုပဲပြောရလေ ဒါပေမဲ့ဒီကောင်ကအဲ့ဒါကိုသိရမလားလူသိရှင်ကြာ तू ကဟိုသိရမလားပူပူတတလေးသိရမလားဒီကောင်ကမုန်းပါသေးဒီကောင်ကမကောင်းတဲ့စိတ်ဆိုတဲ့အဲ့လိုမျိုး intention နဲ့ပြောပြီးတော့မှဖြန့်တာ तू လေမင်းပြောခဲ့တဲ့ကိစ္စကိုဘာဆိုင်လို့တန်တာမိုးတင်ကိုဆွဲထည့်နေတာတော့တန်တာမိုးတင်ကဟိုအားလုံးသိအောင်ရှောက်ဖွားနေလားမင်းပြောတာမဟုတ်ဘူးလားမင်းပြောခဲ့တာလေဘာလို့တန်တာမိုးတင်နဲ့သွားရှင်းဆိုပြီးတော့ငါ့ကိုတန်တာမိုးတင်လာတဲပေးနော်တော့တဲတာရောက်လည်းမရှိဘူး 喏，戴那帽子有嘞，多少钱的啊？嘞，讲唔是有，白话来说咯，戴那帽子没有标牌的说呢，每年到马岗呢，有司机提一下，提什么啦？没标啦，你妈呗，喏，有标一下吧？阿来嘞，怕什么吧？没啊，布袋包、塑料包、竹篮呢？没商标嘛，标商标嘛？没独立包装，都是用牛，没用这些是没带开呢，没啦，没标牌咯，白话戴那帽子呢，新手有没标嘞？阿伊听话，没讲笑呢，讲个，这标比提的，阿伊得吃个，喏，那不要，提。 ဟိုပါဘောမြင်းမြက်စီက350မိယူသွားရဲ့ဆိုတော့ကိစ္စကိုလေသူရှင်းထားပါတယ်ဘောဒီတူမာတဲ့ဟိုပါလို့ပေါ့အဲရှယ်ယာပါလို့သူကရှယ်ယာမထည့်ခြင်းဘူးဘာညာပေါ့အဲ့ကပေါက်မဲ့သွားတိတယ်ပေါ့ဘာညာတာတကားတဲ့ရှောက်ပြောထားတယ်သူအမှပြောတယ်ဗာလဲ3 900ရတဲ့သူယူရတယ်တဲ့တရားထားခဲ့တယ်တဲ့မဟုတ်ပါဘူးခင်ဗျာယူရတာ3950ပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဇက်ကရောင်းတဲ့ရောင်းပေးတဲ့เนาะဟိုပါပေါ့ အဲကိုရွှေမန်းပေါ့ကိုရွှေမန်းကိုလည်းကျွန်တော်ဖုန်းဆက်ပြီးမေးပြီးပါပြီမဟုတ်ပါဘူးသူ့ကိုပေးလိုက်တာ3950နော်အဲ့မှာဒီမှာထားခဲ့တာ1050နဲ့ရောင်းလိုက်တယ်လို့ပြောပါတယ်3100ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီ3100ကထုတ်လို့မရတဲ့3100ပါဘာလို့လဲဆိုတော့အဲ့ဒီကယုံတယ်မှအဲ့ပတ်စံ3100ထုတ်လို့ရမှာပါအဲ့ကယုံယုံတယ်မှထုတ်လို့ရမဲ့ပတ်စံဆိုတာကိုလည်းပြင်းတရားတိပါတယ်ဘာလို့လဲဆိုတော့သူ့ပဲစာချုပ်သွားချုပ်ထားတာပါ အဲ့ဒီသိန်းတရားရုံတင်ပြီးမှထုတ်လို့ရမယ်ဆိုလဲ तू သိပါတယ်အဲ့ဒါကို तू စာချုပ်ချုပ်ထားတယ်သူ့ရဲ့ကိုတာကိုတော့ तू သိန်း950 तू ယူသွားပါတယ်ယူသွားပြီးတော့ဒီကားရုံတင်မှဒီပေါ့ကြံတဲ့ဒီအမှုပညာရှင်တို့ရမယ်ပတ်စံဆိုတာကို तू သိရသားနဲ့ तू ဟိုရောက်တော့ तू ကဒီမှာလဲဘာနိုင်ငံရေးမှာပါခဲ့တဲ့កောင်လဲမဟုတ်ပဲဟိုရောက်တော့မှ तू ကစောင်းရိုင်းနိုင်ငံရေးတက်ကြွသူပုံတိုင်းဖမ်းပြီးတော့မှလှုပ်ထလိုက်တော့ဒီမှာသူ့ကားရုံတင်လို့မရတော့ဒါတွေလဲ तू ကုန်သိပါတယ် तू ਨੇ ရိုက်ထားတဲ့ တိုက်ပေါင်းများစွာလည်းရှိပါသေးတယ်။သူ့ကားတွေ၊သူ့ဇလန်းတွဲတွေပါရင်လည်းရှိပါသေးတယ်။နန်းစုတို့ရိုက်ထားတဲ့ဇလန်းတွဲတွေပါရင်ဆိုတော့အကုန်လုံးကငွေကြေးကုန်ကြခံပြီးလှုပ်ထားပါ။သူသားတကယ်ဒီလူတွေမျက်နှာကိုကြည့်ခဲ့တယ်ဆိုရင်သူသားတကယ်အဲ့လိုမျိုးစောင်းရမ်းစိတ်တက်ပြင်းပြတဲ့ဘဲကြီးတွေဖြစ်နေဆိုတော့ဒီမာတွေကသူပြောမပြောဘူးဘာလို့လဲသူ့ပတ်စံနဲ့သူရရရှိသေးတယ်သူ့ပတ်စံနဲ့သူယူသွားပြီးချန်တဲ့ကောင်တွေတော့ဖြစ်နေတာဖြစ်ကွာငါဆောက်မှုစာယူဆိုတဲ့ပုံစံမျိုးနဲ့အကုန်လုတ်သွားတာเนาะအဲ့ဒါကိုလေ तू ကဟိုပေါ့ तू ပြောတယ်ကျွန်တော်ဗါလဲအဲ့ဥစ္စာက စာရုပ်ချုပ်တဲ့နေရာ24ရက်နေ့အဲနော်ဟိုဟာလာတော့ဂျွန်လာဂျွန်လိုင်းလာမသိဘူးအဲ့လိုတော့ပြောတယ်ကျွန်တော်အခုပြန်ပြန်ကြည့်ပြန်နားထောင်ကြည့်လိုက်ရအောင်တော့တည်ရခဏထားလိုက်ပေါ့အဲ့အဲ့24ရက်နေ့မှာ तू ယူသွားတယ် तू အဲ့ယူပြီးရောတဲ့နှစ်ပတ်နေတော့ तू အမေရိကဖြောက်သွားတယ်အဲ့သူ့ဗီဒီယိုမှာ तू ပြောတာပါ तू ရဲ့အဲ့ပြဿနာ तू ယူယူသွားပြောတယ်ဟိုဆက်တွေ့လို့မရဘူး तू အကောင့်နေပါ तू ဖြတ်လိုက်ရပါတယ်ပေါ့ဖြတ်ပြီးတော့မှ तू သွားတယ်ပေါ့ဟိုရောက်တော့မှ तू ပေးပါတယ်အဲ့ဟိုရောက်တော့မှ तू ဆက်တွေ့လို့မရတော့ဘူးပေါ့ဒိဗယ်လုံးဝမရှိပါဘူးဗျာ တော့ကအဓိပ္ပာယ်ပြရှိပါဘူးသူကနှစ်ပတ်အချိန်ရှိပါအမေရိကမသွားခင်နှစ်ပတ်အချိန်ရှိရနှစ်ပတ်ဆိုတာတစ်ပတ်ကို9ရက်14ရက်အချိန်ရှိရသူလုံးဝမပြောခဲ့ဘူးကျွန်တော်ဒီသချင်းထဲမှာထည့်ပြီးတော့ဆိုတော့မှဒီကိစ္စကြီးကိုဟဲ့အောင်တင်းတရာဟိုမှာခြံထားခဲ့တယ်အဲ့ဒါမင်းသွားယူလေသွားယူလာအဲ့ဒါမင်းပတ်ဆံမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ပတ်ဆံတည်တယ်ထုတ်လို့မရပတ်ဆံဖြစ်ပါတယ်ယုံတင်မှထုတ်လို့ရမှာသူယုံတင်လို့မရလဲသူပဲလှုပ်ထားပါတယ်เนาะအဲ့လိုမျိုးလှုပ်ပြီးတော့မှဒီကောင်ကအခုမှသခိုးလူမိသွားတော့မှသိရမလားအဲ့ထိုင်နဲ့လာအဲ့စတိုင်နဲ့လာဟစ်နေပေါ့ဗျာပြောရမယ်ဆိုတော့အဲ့တခုเนาะရှိတယ်ပြီးွားတော့အဲ့ဗာလဲ အဲဘာလဲဟိုနောက်တစ်ခုရှိပါတယ်ဘာလဲမင်းသမီးအာဘာလဲမင်းသမီးကဟိုမင်းသမီးအခန်းထဲမှာတဲ့ကျွန်တော်ကဟိုဖြစ်တယ်ပေါ့ဘာလဲအဲဟိုကျွန်တော်ကသွားနေတယ်ပေါ့ daily taxi ရိုက်တော့ဟာမင်းသမီးခန်းထဲမှာကျွန်တော်ကဆောင်းအနာဘူးကြီးပေါ့ဗျာဆောင်းငန်းတက်ပြီးတော့ဒီမှာမင်းသမီးအဲ့လိုဖြစ်နေပေါ့အဲ့လိုထားမျိုးတဲ့ကျွန်တော်ကိုအဲ့ဗီဒီယိုစတင်နေကျွန်တော်ကိုအဲ့လိုမျိုးပြောခဲ့တယ်ကျွန်တော်အဲ့ဒါလဲ ျွန်တော်မှာတက်တည်လည်းအများကြီးရှိတယ်လူတွေလည်းအများကြီးရှိတယ်เนาะကျွန်တော်ရဲ့မှာပါတဲ့လူတွေရှိတယ်ကျွန်တော်ကျွန်တော်ကူပေးတဲ့လူတွေလည်းရှိတယ်ကျွန်တော်အဲ့အခန်းကိုကျွန်တော်စပြီးတော့အဲ့ shooting ကိုကျွန်တော်သွားတယ်သွားတဲ့အချိန်မှာသူတို့ shooting manager ကိုညီလားမသိဘူးအဲ့တော့ကဟုတ်တယ်ကိုညီကကျွန်တော်ပူပိုင်းနဲ့ပူပိုင်းကဒီခန်းဆိုပြောလိုက်တော့ခိုင်းရအကျယ်ကြီးပဲเนาะဒါအဲ့ဒါကျွန်တော်အခန်းကျွန်တော်နေတဲ့အခန်းနော်အဲ့ဒါကိုလာပြီးတော့မှကျွန်တော်ကမင်းသမီးခန်းထဲမှာနေပါရဆိုပြီးတော့စောက်ရေးပါပါတဲ့ဟာကြီးပြောတယ်ကျွန်တော်လုံးဝဗျာနှာဘူးပေါ့ဗျာဒီကောင်ကငဲတက်ဖြစ်နေရပါဘူးသူကပုံစံမျိုးကြီးဖြစ်အောင်ကျွန်တော်စောင့်ဝမ်းလုပ်တယ် เนาะไอ้ตะคูရှိတယ်ဒါလည်းမဟုတ်ပါဘူးเนาะနောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြရပါတော့ပကံမှာအဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းနန်းစုဟိုဟာဗာလဲအဲ့လိုမျိုးပေါ့ပါလဲဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်ဝါပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ဗျာဘလို့မှစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့ တော်တော်စောက်တင်သေးွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာသိလားဟိုဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောတာကိုယ့်ရဲ့ကိုယ့်កောင်မလေးရှူတင်ကျွန်တော်လိုက်ွားရန်ကုန်ကကျွန်တော်လိုက်ွားရှူတင်ရောက်တယ်သူ့နဲ့တွေ့တယ်စကားပြောတယ်သူ့တော့ကျွန်တော်အဲ့တော့အကြံတွေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်အာ तू ကိုပြေးဟွာဟွာဟွာလေးရိုက်ပါလားဗော short video လေးရိုက်အဲ့ပါ monetization တွေပဲရ YouTube ကပတ်ဆိုင်မစိုးပါဘူးဝင်ဝင်ကောင်းတယ်ဘာပြောလဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာဗောဆိုတော့ကျွန်တော်အကြံတွေပေးလိုက်တယ်အဲ့ဒါကို ဘဲကဟိုလေးရောက်ရောတိမလားစောက်တင်းဖင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူသူချင်းရမြင်ရပြောတဲ့ဟို channel ကြီးတခုသူလုတ်လိုက်တယ်ဗျာတိမလားအဲ့လိုမျိုးပြောနေရကောင်ဖြစ်သွားတယ်အောက်တန်းသားပါဗျာပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့ခဏဟာကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်း shoot ဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတိမလား तू ပြောသလိုအာဒီဟိုပါပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပါပေါ့ကာမတွေမရလို့စောင်းရဲဒေါသဖြစ်ပြီးထွက်သွားတယ်ရံဖြစ်ပြီးထွက်သွားတယ် ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်အဲ့တုန်းကကျွန်တော်သာရန်ဖြစ်လိုက်ပြီးထွက်လာရည်လူဆိုအဲ့တုန်းကကျွန်တော်အပြင်ထွက်တော့ကျွန်တော်ပြန်တော့ကျွန်တော်အဲ့တုန်းက vape တောက်ကျွန်တော် vape ကကုံသွားကြီးကုံသွားတော့အဲ့တုန်းကကျွန်တော်ကအာဘကုမြက်ကလည်းအဲ့တုန်းက तू က vape တောက်တယ်ဗျာ vape တောက်တော့အဲ့ဒါသူ့စီမှာရှိသေးလားလို့သူ့ရဲ့ manager ကတော့ကျွန်တော်မေးလိုက်တယ်ကိုဟင်းကိုမေးလိုက်တယ်ကိုဟင်းကအဲဇလိုက်ကိုမေးပေးပဲတဲ့အာကျွန်တော်ပြန်ထွက်တော့သူနဲ့တွေ့တယ်အပေါင်းဝမအောင်တွေ့တယ်အာဝါတယ်ဇလိုက်ကမရှိတော့ဘူးဗိတ်ကကုံသွားပြီတဲ့မရှိတော့ဘူးတဲ့ဘိုပိုင်ကြီးဆိုတော့အော်โอเคရရခိုးလို့အေးဆေးပဲလို့ရရဆိုတော့ ထွက်သွားတယ်ကျွန်တော်ထွက်သွားတဲ့အချိန်က12နာရီပြီဗကန်အနေရန်ကုန်12နာရီညနေနေ့လေဗကန်နေ့လေ12နာရီမှထွက်တယ်ဆိုကျွန်တော်ရန်ကုန်မောင်းဖို့ဆိုကျွန်တော်အဝေးမောင်းမှာအဲ့အတွက်ကျွန်တော်ဟိုတယ်ဝင်းထဲထွက်သွားလေအေးဆေးပဲကျွန်တော်လမ်းပေါ်ရောက်တော့မှဘူးဆိုရကျွန်တော်အချိန်ကြီးမောင်းသွားဒါဟိုပဲကျွန်တော်ကဆောင်းရအောင်အွန်တိုင်းကြီးမောင်းသွားတယ်တို့ကားတွေကိုကန်ကြောက်သွားတယ်ဆိုတာပါသေးတယ်သိရမလားအဲ့ဒါဟိုတဲ့အဲ့နေ့မှတဲ့ဟိုဟာပြန်သွားတော့တဲ့နန်းစုကမှုမကောင်းဘူးလေဘာဖြစ်လို့သူလိုက်စုံစမ်းနေတယ်လိုက်စုံစမ်းတဲ့အထိကတော့ကျွန်တော်လက်ခံပါတယ်ဟုတ်ပါတယ်ဒါတော့ဟိုပါတော့ရှူတင်မှာဒရိုက်တာတယောက်နေနဲ့ဒီဟိုပါပေါ့ အဲမင်းသမီးတို့အက်တာတို့ဒါတွေဟောပေါ့နော်ဟိုဟာဖြစ်တဲ့ခါကျရင်တော့စိတ်ဘူးမူးမကောင်းတဲ့ခါကျဘာဖြစ်နေလဲဒါမျိုးတော့စုံစမ်းတာဆက်စုတာတော့တဘာဝပါပဲဒါမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါအတဲ့ဟိုမင်းသမီးတယောက်ယာတီလာတဲ့ကိစ္စကြီးကအထီးလိုက်ဆက်စုပြီးတော့မှတိမဟာ तू ကယာတီလာနေလို့ဟိုကောင်က तू နဲ့မအိတ်သွားလို့အာ ဲ့လိုမျိုးဖြစ်လို့ဒေါသဖြစ်ပြီးတော့ပြန်သွားတယ်လို့ပြောတဲ့ပါဇက်ကြီးကတော့ဗျာစောက်ပေါ်ကလောจิตကြီးဗျာစောက်ရန်ပေါ်တဲ့လောจิตကြီးနဲ့သူ့ဘာသူဇလန်းနေရေးပြီးတော့ထွင်တယ်ဗျာသိရမလားဟိုအဲ့ရကျွန်တော်မသိလို့မေးပြဆိုတော့အဲ့မင်းသမီးတယောက်ဒီလိုပေါ့နော်ဓမ္မတာလာနေတယ်ဆိုတဲ့ကိစ္စကိုယောက်ျားကြီးတံမဲနဲ့လိုက်ပြီးတော့မှဆက်စုနေအောင်ဗာလေအမိုက်ဘုံနဲ့တကောင်လိုက်နိုင်နေရလားကျွန်တော်ပြောချင်တာဟမ်အဲ့လိုမျိုးလားအမိုက်ဘုံနဲ့လိုက်နိုင်ပေါ့ဟောရောက်မင်းသမီးရာသီလာနေကွာဆိုသူကတိသွားလားတေချာတခုတော့ဘယ်မိမ့်မှာမှတော့မပြောဘူးညာအဲ့ကိစ္စကြီးကိုသိရမလား အဲ့လိုဟာကြီးကိုထည့်ပြောတယ်ဆိုတော့ဟာဒီကောင်းရဲ့ level ကြီးอ่ะဗျာပြောမနေနဲ့ဗျာလုံးဝစောင်းရဲအောက်တန်းကြတဲ့ကောင်းကြီးဖြစ်သွားပြီဗျာနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့အရန်ရေးကြီးတယ်ဂျိုကာနဲ့ကိစ္စကိုကျွန်တော်ရှင်းပါမယ်เนาะဂျိုကာဆိုတာကိုရဲလေးရဲ့ညီကျွန်တော်နဲ့ဆိုရင်လေ GDC မှာဖက်စီရတဲ့အတူတူတက်လာတာဒါတော့ဒီကောင်းမသိဘူးဂျိုကာနဲ့ကျွန်တော်ရန်လာတိုက်ပေးတယ်ဂျိုကာလက်ကုပ်ပြီးပြောရတယ်တော့ဘာတော့အဲ့ကိစ္စကိုကကျွန်တော်အတိလင်းကျွန်တော်ရှင်းပါမယ် เนาะကျွန်တော်ဂျိုယူလည်းပြောတာတယ်ဖုန်းဆက်ပြီးလက်မိတယ်အဲ့ဒါဟိအောင်သားကြီးငါဒီကိစ္စကိုလိုရှင်းရမယ်เนาะဒီကိစ္စတော့ငါဒီလိုရှင်းရမယ်ဒီကဲဒီလိုပြောရတဲ့အတွက်ငါမင်းနဲ့ငါဖုန်းပြောတဲ့ဟာလေးကို record လုပ်ထားမယ်เนาะဆိုတဲ့ဟာလေးပြောပြီးတော့မှကျွန်တော်ဒီမှာဗီဒီယိုအတန်ဖိုင်နဲ့တကွာကျွန်တော်ပြပါမယ်ဟုတ်လားမဟုတ်လားဆိုတော့အလုံးသေးချာနားထောင်ပေးပါဒီကောင်ဒီစကားကိုပြောခဲ့တာဂျိုကြီးကသူ့လက်ကုပ်ပြီးတော့မှဟာဒီကောင်ဖေကဟွာဘက်ကနော်အာမီဘက်ကလူအဲ့လိုသွားမလုံနဲ့သူပြောခဲ့တယ်နော်ဒီကောင်ပါဇက်ကပြောခဲ့တာနော်ဟုတ်လားမဟုတ်လားဆိုတော့အားလုံးကျွန်တော်တက်တည်ပြပါမယ်ဒီမှာနားထောင်ကြည့်ပါ ဗီဒီယိုတစ်ခုတင်လာလို့ကွာသိလားအဲ့ဒါအဲ့တော့အဲ့တော့ရောသူတို့နဲ့ငါတို့နဲ့အဲ့တူတဲ့ငါရဲ့ပဲအဲ့ဒါသူကအဲ့တော့ဘယ်တော့မှနိုင်ငံကြီးကြောက်နေပါလေခါးတော့လည်းမပြောဘူးငါတို့ကလည်းအေးအမှငါ့ကိုဒီကောင်ဗီဒီယိုငါ့ကိုလည်းအခုငါ့ကိုလည်းငငယ်ထဲမှာတောင်းပန်ထားတယ်ပြောငါအခုမှနားတော့တိုက်တိုက်ခိုက်ခိုက်ကတော့ငါအခုမှအဲ့တူတင်လာရေးဟောင်းငါအခုကြည့်နေတာကြည့်နေတယ်အတော့ဘိုင်းမှာပြောတာရောက်ပြီအဲ့ဒါနဲ့ငါမအားဘူးအဲ့လိုဖြစ်နေတာအေးအဲ့ဒါဟုတ် အဲ့ဒါနောက်ပိုင်းမှာပြောရတယ်ကွာငါတို့အားတဲ့အဲ့မှာတဲ့မင်းရဲ့ငါရဲ့တဲ့သူရဲ့စကားထိုင်ပြောတယ်တဲ့အဲ့မှာ PDF လူငယ်တွေရဲ့သူအားတဲ့တေဝသနာပိုင်လို့ပြောအဲ့ဒါကိုငါထပြောတယ်တဲ့ညအားတဲ့ကိုမြင်းနဲ့အဲ့ကောင်တွေလည်းတေတာတဲ့စောက်ယူဆိုင်မြေပညာမတတ်တဲ့ကောင်တွေစောက်တော်သားတွေတဲ့ကျွန်တော်တို့က GDC ចောင်းစင်းနေပြားတဲ့ပညာတတ်တယ်တဲ့စာတတ်တယ်တဲ့အာဒီကောင်တွေခံရတာဘာမှသနာစရာမရှိဘူးအဲ့လိုစကားမျိုးငါတို့ဘယ်တော့မှပြောလို့ငါအဲ့ကောင်ကကျော်ပေါင်းတော့ငါးပိုင်ငါးတောင်ပေးနေတာလေအေးမင်းမင်းလည်းတည်တယ်ငါလည်းဒီဘဲနဲ့စကားတော်ခေါမလည်းမပြောဘူးကွာငါဘက်ကအေးစေးနေရဲ့လူကွာ တော့ကိုပါတော့လည်းကိုယ်ဝိုင်ကိုအဆောင်ငါတို့လည်းပေးပြရတယ်။အေးကျော်တော်ပေါ်တော့ဘုံငါတို့ Delhi Taxi Delhi Taxi ရိုက်တော့ရတယ်အဲ့လိုပြောတယ်လေဟဲ့ကိုတော်ကိုတော်သိုးသေးတယ်ကိုတော်မှာဘယ်လိုလုပ်ပြောချင်ရမှာလဲ။အေးမင်းနဲ့ကလည်းတော့စုံတဲ့ခန်းမရှိဘူးကွာပြောရမယ်ဆိုရင်။မရှိဘူးလေငါတို့တော့ငါတို့တော့ကန်းစုံပြီးတော့ခွေလာထားနေတယ်အဲ့လိုအဲ့တော့ငါတို့ပြောနေတာ။အေးအဲ့တော့ကွာအဲ့လိုပြောနေတယ်အဲ့တော့ ဲ့ဒါကိုလည်းကားပြောအဲ့ဒါကိုလည်းအမှားတယ်မင်းရတယ်သူ့ကိုလည်းကုတ်ပြီးပြောရတယ်တဲ့ကိုပြင်းကြီးနဲ့လာအောင်လို့ခေါ်သွားပြီးရတယ်ပြောတယ်တဲ့အာဒီကောင်းမင်းရတယ်စစ်တပ်ထရေးကောင်းလေစစ်တပ်ထရေးရတယ်ဒီကောင်းကအဲ့ဒါလဲပါကဲစောင်းရဲလွဲတယ်ကွာညာတိလားအဲ့ဒီဘဲရလေဒါကဒါသားလွဲဆိုတာအဲ့လိုဒီကကကကိုပြင်းကြီးနဲ့လည်းအဲ့လိုမရှိခဲ့ပါဘူးကွာငါကဒါဆိုလို့ဒါသာလီပဲသွားခဲ့ဒီသားတာနဲ့ငါ ဒီဘက်ကဝိုင်းရောက်ဒီဘက်ဆောက်ယူသလားဆောက်ယူကဘာပဲဘာလဲဆိုတော့ဒီကပြောနေတာမင်းနဲ့ငါနဲ့ကဟိုဟို GDC တဲ့ကဟိုတိလာတယ်ဆိုတော့ဒီကောင်မသိဘူးရလာတိုက်တယ်တိလာဘဲက အာဒီဘာမှလည်းမစားငါတို့ဒီလိုချင်းနားလိုက်ပါတယ်တော့ငါပြေးနေတယ်လည်းပန်းနေပူပါတယ်ပြီးတော့မင်းဘူးကွာဆောင်းလို့လို့လုပ်ပြီးငါဘယ်သူနဲ့မှလည်းတရားမချွတာတော့ကလည်းမင်းလေးမင်းကငါမဟုတ်ငါကမင်းကြောင့်လည်းငါသိတယ်ငါအဲ့ဒါအဲ့ဒါကိုသိတယ်ဒီဘက်ကအခုကကြည့်ရမလားမရဘူးဒီလိုဆိုရှောက်ရမ်းရမ်းပြီးရှောက်ပြောတာကြည့်မလားဆောက်ရင်မပါတာကြီးရမ်းပ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 ြီးတဲ့အဲအဲအကုန်လုံးစပယ်ရမင်းနောက်တော့ကောင်းလားဟုတ်တယ်ဟုတ်တယ်ငါဖုန်းငါဖုန်း အဲ့လိုမျိုးပြောတာကြောင့်ဟုတ်တယ်မလားမင်းမပြောတော့မှဂျူကာသူကြီးခုလည်းတောင်းမှလားဟာလားလို့တီးရတော့မှာဘောလို့ဘာလားဘောငါလည်းအချက်ဟိုကကောက်ကြည့်နေတာမနဲ့ကလေးကလှုပ်လို့ရုပ်နေပြီးတော့အဲ့ဒီစောက်စောက်တော့လည်းပဲရဟောင်းကြီးအဲ့လိုပြောတယ်အားတယ်အငါအဲ့လိုတေးသေးတဲ့ဘာဖြစ်လဲဟာဘာ၄လဲတော့တခုံးကလည်းမပြောဘူးသူတည်းပတ်သက်ပြီးတော့ ကိုအဲ့လိုငါကြည့်ရဘူးကြည့်ရတော့မယ်ငါအပိုင်းမလာသေးလို့ငါအခုကြည့်နေတာအခုအချိန်ပိုင်းမရှိသေးတယ်စားအဲ့ဒါပြေးလာအဲ့ဒါပုံကအခုဒီဒီကိစ္စကိုကအခုအဲ့ကောင်ရှင်းရတော့မှသိရမှာမရှင်းတော့မရဘူးဘယ်ကပုံမဟုတ်လားရှောက်ပြောတာကွာအေးအဲ့တော့ကတိုက်တိုက်ဂျိုးချုကငါငါဒီဒီဟာလေးတော့ငါဟိုဟာလေး record လေးလုတ်ထားလိုက်မယ်သိလားဘာလို့လဲငါရှင်းတဲ့ခါကျတော့နော် ဘာဘာမင်းငါနဲ့ပြောနေမှာလဲ။ဒါဒီယောဂတွေမှာဘယ်လိုနေလဲဆိုတာအကုန်လုံးသိတယ်။ဒါသိတယ်။မင်းမင်းကြောင့်လည်းငါသိတယ်။ငါတို့ကခုစောက်ချောင်းချောင်းနဲ့ဂျီဒီစီကမင်းလည်းဂျီဒီစီဆက်ပဲ။နော်။အားလုံးတူတက်လာကုန်တယ်။တခါမှလည်းအဲ့စကားလည်းမပြောဘူး။အဲ့လိုနိုင်ငံရေးကိစ္စ topic တွေလည်းဘယ်တော့မှမပြောဘူးကွာ။ဂျီဒီစီကငါ AA ပဲ။ဘယ်လိုလဲမလား။ဂျီဒီစီတိငါအားကြောင့် random man ဖြစ်နေတယ်။ငါလုံးမရသေးဘူးအကုန်လုံးနဲ့။ဟုတ်ပြီ။အဲ့ဒါကြောင့်လုံးပြန်ကြည့်ရအောင်။ Okay okay ။ ကဲအဲ့ဒါအဲ့အတန်ဖိုင်ကိုနားထောင်လိုက်ရတယ်ဆိုရင်တော့အားလုံးလည်းရှင်းမယ်လို့ထင်ပါတယ်ဒီကောင်ပြောတဲ့ဟာတွေကဟုတ်လားမဟုတ်လားဆိုတာเนาะအရှိမလဲဒီကောင်ပြောခဲ့တဲ့ဟာတွေဟုတ်လားမဟုတ်လားဆိုတာအားလုံးကိုကျွန်တော်ကတက်တင်နေတကွာပြတာเนาะเนาะဒီလိုမျိုးရှိတယ်ဒီကောင်ဒီအဲ့လိုမျိုးမဟုတ်ကဟုတ်ကတွေရှောက်ပြီးတော့မှအဲ့လိုပြောပြီးတော့မှသိရမလား तू မှန်တယ်လို့ငါစကားနွားရပြောတတ်တဲ့အောက်တန်းစားကောင်ဆိုတာအားလုံးကျွန်တော်တက်တင်ပြတာပါเนาะဒီဒီကောင်ရဲ့စောက်ကျင်ကအဲ့လိုမျိုးပါပြီးတော့ သူခဏเนาะကျွန်တော်ပြောရဲဟိုရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့မှအဲဟိုဖြစ်တယ်ဆိုရဲဟာရေးလေဒီမှာကျွန်တော်မှအတန်ဖိုင်ရှိရေဒီမှာဘာလဲကိုစီရနေပြီးတော့ကျန်ရတဲ့ပတ်စံကတန်ပါဆာဆိုတော့အဲ့ကနေတော့အေးဘာလဲမင်းကကိုစီရနေမှာလာထုတ်လို့ရတာပေါ့အင်းအင်းအင်းအဲ့ဒါကတော့ဟိုရုံလည်းမတင်ရဘူးဆိုတော့ဘုန်းလည်းထုတ်ပြီးဖို့ခက်တယ်လေချင်းရေးရကြတော့အင်းတွေ့ရနော်ကြားရနော်ယုံလည်းမတင်ရဘူးဆိုတဲ့အတွက်သူတို့ကထုတ်ပေးလို့ခက်တယ်အဲ့ယုံတင်လို့မရအောင်လဲသူပဲလုပ်ခဲ့တာနော်အဲ့လိုမျိုး ဒီကောင်ဒီပြောရမယ်ဆိုရင်ဒီကောင် dark side ကစောက်ရမ်းကြီးတယ်ဗျာဘလို့ dark side ကြီးလဲဆိုမိန်းမတယောက်ယာတီလာတော့လဲတကောင်ဆက်စုတယ်နော်ပြီးွားရင် तू ပြောရပါဗျမင်းသမီးတယောက်တဲ့ဟိုကသူဒီနေ့တင်တဲ့ video မှာမင်းသမီးတယောက်သူ့ခန်းထဲဝင်လာတယ် night dress နဲ့လာတယ်ဘောလီတော့မပါဘူးဆိုဘာလဲဘောလီမပါတဲ့ကိစ္စကိုမင်းလိုက်ကြည့်နော်မင်းသူ့ရဲ့ nipple ကိုမင်းသွားချောင်းနေလို့မလားဒီကောင်ဒီစောက်ရမ်း dark side ကြီးပြီးတော့စောက်ရမ်းတည်ရမလား တကယ်ဟိုမှဗျာပြီးတော့ perfect ကြီးဗျာဆိုတော့စောက်နှဘူးကြီးဗျာပြောရမယ်ဆိုရင်တော့အဲ့လိုဟာဟိုသူပဲလိုက်လိုက်တွေးနေပြီးတော့ကျွန်တော်ကိုအဲ့လိုမျိုးဂုံပုတ်ကိုလာလာပေးခြင်းတယ်ဗျာကျအဲ့တော့ကျွန်တော်ပြောချင်တာဒီဘဲပြောတဲ့စကားတွေကိုကျွန်တော်အခုအားလုံးကိုတက်တည်နေတကွာပြပြပြီးအဲ့ဒါအောင်မှဒီဘဲကမှန်တယ်လို့ထင်နေတဲ့လူတွေကတော့စောက်အုံနောက်တွေကသွားပြီးမင်းတို့အုံနောက်တွေချီချီချီအုံနောက်တွေဖြစ်သွားပြီကျွန်တော်အဲ့ဒါကိုအတိလေရှင်းပြတယ်เนาะမင်းဘာမှလည်းဆက် ြောမပြောလို့မရဘူးမင်းညာနေတဲ့ဆွဲဟာတွေကိုငါအခုအားလုံးတက်တည်နေလဲပြရတယ်เนาะကျွန်တော်ပြောချင်တာဂျိုကြီးကျွန်တော်ဘက်ကလိုက်ပြောမှကျွန်တော်ဘော်တာမလို့လိုက်ပြောစရာအကြောင်းလည်းမရှိဘူး तू ကကျွန်တော်ကိုဟို तू ကပြောတယ်တိမလားအမှန်တရားကို तू ကအစတည်းက तू ကလာပိတ်တာအမှန်တရားကိုမပြောရဲပဲနဲ့မင်းတို့ဒီမင်းသားနဲ့ဒီလူမင်းသားတွေရိုက်ရမှမင်းတို့ဖြစ်မယ်ဆိုရင်တော့မင်းတို့ကတော့အံ့ဩတယ်ဟဲ့အောင်ဂျိုကြီးကငါနဲ့เนาะဟိုက first year ကခင်လိုက်ကောင်เนาะမနေ့ကဟိုကျွန်တော်တငယ်ချင်းတွေတွေ့လို့ပဲဟဲ့အောင်မင်းလီလာငါလီလာအဲ့လိုမျိုး လက်ဝင်းဖတ်ပေါင်းလာတဲ့လူတွေเนาะဘာမှလည်းသူကျွန်တော်ကိုကြောက်စရာလည်းမရှိဘူးဖားစရာအကြောင်းလည်းမရှိဘူးဘာလို့လဲဂျိုကြီးရဲ့အကိုကိုရဲလေးကကျွန်တော်ကို mainstream ပေါ်ရအောင်လို့เนาะသူ့ရဲ့တတိယကာယံခွေထဲမှာစပြီးတော့မှခေါ်ပြီးခဲ့တဲ့သူเนาะပြောမယ်ဆိုကိုရဲလေးကကျွန်တော်ရဲ့ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်เนาะဂျိုကြီးကကိုရဲလေးရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ပေါ်မှာဟိုကိုကျေးဇူးရှင်ရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ကိုကြောက်နေစရာအကြောင်းလည်းမရှိဘူးကျွန်တော်ကဖားပြောစရာလည်းမရှိဘူး तू အမှန်တရားကိုအမှန်တရားတိုင်းပဲပြောတာအဲ့တော့ပြင်းစရာမင်းပါဆက်ညာအောင်မလဲပြောပါဦးမင်းပြောတဲ့စကားတွေအားလုံးဟာ ကလိန်ချစ်ကလိန်ညံနေဆိုတာအားလုံးလည်းသိနေပြီအဲ့တော့မင်းရဲ့စောက်စင်မရှိတဲ့စိတ်တကြီးကိုမင်းပြင်ပြီးတော့ဖျားတွေပါမင်းရှောက်ပြီးတော့မှတိုင်တဲပါတွေတို့ဘာလို့လုံးနေအခုမင်းပြောသလိုသာချိန်ချိန်ချိန်ဆယ်ပြီးတော့ပြောခဲ့လို့သာဖြစ်မယ်ဆိုရင်မင်းမိသားစုအခုဖြစ်တော့မှာเนาะเนาะအားနေဖျားတွေဟိုဟာဖြစ်ပါတယ်ချိန်ဆယ်ပါတယ်လို့ဖျားသူကဆိုနေရမင်းဘာသွားရှုပ်နေနေเนาะအဲပြောချင်တာကတော့ဒါပဲเนาะပြင်းကြီးကဆိုရဲကောင်စောက်လူလိန်စောက်ပေါ် နော်တချို့တွေဆိုလည်းကျွန်တော်လာပြောကြတယ်အဲ့ကောင်က2 way កောင်ကြီးနဲ့အဲ့လိုမျိုးလည်းပြောကြရလူလည်းရှိရဒါရဲတော့ကျွန်တော်အသေးစားမသိဘူးဒါပေမဲ့သူအဲ့လိုမျိုးကြီးလည်းရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီကောင်ကြီးမိမ့်မလို့မိမ့်မရငါစကားနွားရပြောတယ်သူပြောတဲ့စကားတွေကိုယုံတဲ့လားမယုံတဲ့လားဆိုတော့အခုအားလုံးကိုတက်တည်နေတကွာပြပြီးသွားပြီဒီနေ့ကတော့ဒီကိစ္စတလောက်ပါပဲနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဘိုးပိုင်ရင်ရတာသူ့ရဲ့ channel မှာဒါ live လွှင့်ပြီးတော့နော်၄နိုင်အကြာမှာ director ကိုပြီးဟင်းကရာကဒါသူ့ရဲ့ facebook page မှာဒါ post တစ်ခုတင်လာခဲ့ပါတယ် as post လေးကိုဒါကျွန်တော်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်เนาะကျွန်တော်ကအဲ့ဒါကြောင့်အမှုပညာလောကကိုစွန့်ခဲ့တာပါတဲ့เนาะလူတွေကိုကြောက်ပြီးယွန်သွားတာပါတဲ့ယွန်သွားလို့ပါတဲ့เนาะကျွန်တော်ကိုစောက်ထင်းမကြည့်ဘူးဆိုတော့မင်းသားကပဲအဲ့တုန်းကပြုံးပြီးကားတူရိုက်ခဲ့ကြတာပဲလေတဲ့အခုမှဘာဖြစ်ညာဖြစ်ဆိုတာတော့ရီရီတော့ရီချင်မိတာတဲ့ เนาะထားလိုက်ပါတဲ့အဲ့မျက်နှာတွေကဟန်ဆောင်နေကြတာလားတဲ့အဲ့ဒါကြောင့်ကျွန်တော်အမြဲပြော့ပြော့နေတာပေါ့နော်ကျွန်တော်တို့လောကကလူတွေကအပေါ်ယံမဲ့ကောင်းကြတာပါလို့နော်သွားပိုင်ရေးတဲ့ဒီလိုတွဲရိုက်ခဲ့စဉ်တော့ဗာအမင်းဒီလိုပြောခဲ့တဲ့ဇာတ်ကြီးစာတွေဘာဖြစ်လို့မပြောခဲ့တာလဲကွာတဲ့နော်အခုလိုပြောခဲ့တဲ့ဇာတ်ကြီးစာတွေဘာမှမပြောခဲ့တာလဲတဲ့ဆိုပြီးတော့အခုပြထားတဲ့ဒီပုံလေးနဲ့တွဲပြီးတော့တင်လာခဲ့တာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နော်ဒေါက်တာပြည်ရင်ဒီဟာနဲ့ဒါကိုလွမ်းပိုင်ဘူပိုင်ကြီးတို့ဂျာမာဒါ တရာဥစားကလေးတွေကဒါတခုတည်းမနေကိုဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်ကဲအဲ့တော့ကဒီ writer copy ဟင်းဒီဟာနဲ့ဒါကိုလွမ်းပိုင်တို့ကြားမှာဒါဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာကိုပရိသတ်ကြီးတို့ကရောဒါဘယ်လိုထင်ပါသလဲဆိုတာကို comment မှာဝင်ရောက်ရေးသားနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ thank you